မိုင်းလိုက်ဒေတာအတွက်လိုအပ်တာတွေကိုလမ်းညွှန်မှာကြားပေးဖို့စစ်တပ်အကြီးအကဲဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းကိုမိုင်းလာလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NDA ကမြစ်တာရခိုင်တောင်ဆိုလိုက်ပါတယ်ဒီသတင်းချောင်းရလေးကို မတင်ဆက်ခင်မှာ Burma Times Daily Channel ကို Subscribe နဲ့ Like လုပ်ပေးဖို့မြစ်တာရခိုင်ပါရစေပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာမိုင်းလာလက်နက်ကိုင်အဖွဲ့ NDA ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ဦးဆန်ပေဦးဆောင်တဲ့အဖွဲ့ဟာ ထရီကန်တိုင်းစစ်ဌာနချုပ်ကိုရောက်ရှိနေတဲ့စစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းထံလာရောက်တွေ့ဆုံခဲ့ပါဗျ။အဲ့ဒီတွေ့ဆုံပွဲမှာတော့မိုင်လာနဲ့ကိုင်အခွေရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ဦးစံပေ၊ဦးစံလူ၊ဦးကြည်မြင့်နဲ့တာဝန်ရှိသူတွေအစုံအလင်းလာရောက်တွေ့ဆုံခဲ့တာဖြစ်ပါဗျ။အဲ့ဒီလိုတွေ့ဆုံရမှာတော့စစ်တပ်အကြီးအကဲဖြစ်တဲ့ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းကမြန်မာနိုင်ငံဟာပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်တဲ့အတွက် ဘာတီဆောင်ဒီမိုကရေစီစနစ်နဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုဖော်ဆောင်မှုအတွက်အလုံးကပူးပေါင်းပါဝင်ဖို့လိုအပ်ကြောင်းနိုင်ငံတည်ငြိမ်အခြေအနေအတွက်ဆက်လက်ဆောင်ရွက်သွားဖို့လိုကြောင်းပြောဆိုဆွေးနွေးကြတာကိုတွေ့ရပါတယ်။အလားတူပါပဲမိုင်းလလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NDA ဘက်ကတော့နိုင်ငံတော်ကချမှတ်ထားတဲ့ပြည်ထောင်စုမပြိုကွဲရေးတိုင်းသားစီလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တဲ့ခိုင်မြဲရေး စရတဲ့ဒုတာဝအရေးသုံးပါအတွက်အဓိကထားဆောင်ရွက်နေတယ်လို့ဆွေးနွေးပါတယ်။အဲ့ဒီအချက်တွေကိုလည်းနှစ်ပေါင်း30ကျော်ကြာကျင့်သုံးလာခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်မိုင်းလာဒေတာအတွင်မှာဘယ်လက်နက်ပိုင်အဖွဲ့အစည်းဘယ်နိုင်ငံရေးအဖွဲ့အစည်းကိုမှလက်ခံထားတာမျိုးမရှိဘူးလို့ဦးစံပေတို့အဖွဲ့ကထည့်သွင်းဆွေးနွေးခဲ့ပါတယ်။နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်အနေနဲ့ မိုင်းလာဒေတာအတွက်လိုအပ်တာတွေကို လမ်းညွှန်မှားကြားဆောင်ရွက်ပေးစီလိုတယ်လို့လည်းဆွေးနွေးတင်ပြခဲ့တယ်လို့သိရပါတယ်။မိုင်းလာလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NDA ဟာကိုကက်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ MNDAA တောင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ DNL ကချင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AA တို့နဲ့မဟာမိတ်တွေပဲဖြစ်ပါတယ်။မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးကို စတင်ဖော်ဆောင်ချိန်မှာတော့ NDAA မိုင်းလအဖွဲ့ဟာပါဝင်ပတ်သက်တာမျိုးမရှိခဲ့ဘူးလို့ပြောဆိုနေကြပေမဲ့ဝါလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA ကတော့ပါဝင်ပတ်သက်တာမျိုးရှိခဲ့တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့လို့မိုင်းလလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NDAA ဟာကိုကန့်လက်နက်ကိုင်အဖွဲ့ဥဖုံကြားရှင်ဦးဆောင်တဲ့ MND အဖွဲ့ကနေပေါက်ဖွာလာတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ မိုင်လာဒေတာမှာဘယ်လက်နက်ကိုင်းနိုင်ငံရေးအဖွဲ့အစည်းကိုမှလက်မခံဘူးလို့ပြောဆိုတာဟာအတန်ကောင်းဟစ်တာလို့လဲသုံးသပ်နေကြတာမျိုးရှိပါတယ်အခုချိန်မှာတော့ NASA ကအစိုးရနဲ့မိုင်လာအဖွဲ့တို့ရဲ့တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်လို့ဝေဖန်သုံးသပ်တာတွေအမျိုးမျိုးရှိနေလို့နေပါတယ်အဲဒါကြောင့် ND နှစ်ဖွဲ့ကြားဆက်ဆံရေးနဲ့ပတ်သက်လို့ဘလို့ဆက်ဖြစ်မလဲဆိုတာတော့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါရဲ့ရှင်။